โอเคเอ่อสปอร์ตติ้งโกเนเน่ปะเลยดาเมลุซีกันเลยจูนไม่อยากอูเลยเนาะแบ็คแกปแพลนชีติเลยลูกบาลูเลยเนาะโอเคสรอกเลชิพยายามกะดีแบ็คแกปแพลนกะซีปูจี้ไหนเนแบ็คแกปแพลนกะซีปูจี้ไหนเนบ่เนาะပြောတော့ไม่อยากอูจูนจี้อ่ะมะเนาะโหอติมบักกะบยาติเดมะอะคูเลชิซุยนุยเดปัญญาอะสิไม่อยากติอูบยาเนาะพုံးเสร็จပြီးတော့ငါတို့သူ့ကိုခေါ်ခြင်းเนี่ยရနိုင်မလားပညာတလောက်ပဲရှိဦးမှာဒီမှာပေါ့ဒါပေမဲ့ဒီခဏကပြောလို့ပဲတနေ့လာနေဆိုလို့ရှိရင်ပြန်ပြီးတော့အပြောင်းအရွှေ့ကဖွင့်ပါဘူးเนาะအပြောင်းအရွှေ့၃လားဖွင့်ပြီဆိုတော့အဲ့ဒီမှာထိရောက်တာတွေကျွန်တော်တို့ဒီကစားမနဲ့ပတ်သက်လို့ဘယ်လောက်လုပ်နိုင်မလဲကျွန်တော်ကြည့်ရမှာပါ မက်ဒီစ်ကိုညာကိုတဲ့ဘာစိကူနဲ့ခေါ်လဲစဉ်းစားလို့မရဘူးပြရတဲ့ဒါဆိုရင်တော့ brother နင်းနဲ့ဘောင်ပြင်ရောက်နေတယ်ထင်ပါတယ်နော်မက်ဒီစ်ကိုညာကိုဘာစိကူနဲ့ခေါ်လဲစဉ်းစားလို့မရဘူးဆိုတော့ဘယ်လိုပြောရမလဲနော်ကဲဆရာသမားကြီးနော်ကိုမျိုးဆိုကတော့မေးပြီဟမ်ကိုညာကိုဘာစိကူနဲ့ခေါ်လဲစဉ်းစားလို့မရဘူးတဲ့ဘယ်လိုဘယ်လိုရမလဲနော်ယူနိုက်တက်ကိုရောက်နေတယ်ပြရတယ်နော်ဘရာဇီးသားတွေကိုခက်လက်လန့်ပဲတဲ့ဘရာဇီးသားတွေကတော့ပြတည်တယ်နော်ခက်လက်လန့်ပါပဲဒါပြလို့ဒီတယောက်ကနော်ကျွန်တော်တို့ထင်တာနဲ့ပုံပြီးတော့ကောင်းမှုတော့မျှော်လင့်ရမှာပဲနော်ကျွန်တော်တို့ရှိမှာဘရာဇီးသားတွေကျွန်တော်အတိအမှရောက်ခဲ့ဦးတာပဲ လူတောင်ဖြစ်သွားတယ်ကစားမလို့အဲ့လောက်တော့ကျွန်တော်မရှိဘူးဒါပေမဲ့လို့မတီးစကွညာကရွယ်ကောင်းရောက်လာတာဆိုတော့လေကြည့်လို့ကြည့်ရမှာပေါ့လေနော်ကိုသိင်းရဲ့ဘက်ကလက်ရှိ MODIN သွားခြင်းတဲ့ပုံစံနဲ့ဟာကန်ကြီးတဲ့သူမျိုးပေါ့နော် MODIN လက်ရှိ3421မှာဆိုလို့ရှိရင်ကထက်ကစားစီခြင်းတဲ့နံပါတ်10နေလို့နံပါတ်10နေရာမှာအကောင်းဆုံးကစားနိုင်မဲ့ပလေယာမျိုးဆိုတော့ကျွန်တော်မျှော်လင့်ရတာပေါ့ဗျာတေချာတာကတော့အတင်းမှာတုံးလို့မရတဲ့ကစားမတွေတဲ့ပိုကောင်းတဲ့ပလေယာတော့ဖြစ်လာဖို့တော့ကျွန်တော်မျှော်လင့်ရတာပဲအတင်းမှာအဲ့အဲ့နေရာမှာကစားတဲ့ကစားမတွေကကောင်းတဲ့ကောင်ဘူးမှမသိမရှိတာနော် အဲဆိုတော့ရှုကို AKGG ကိုတဲ့နော်ကစားတာမတွေ့ဘူးဗျာတဲ့နော်โอเคပါကျေးဇူးများပြပါတယ် AKGG ကလည်းအဆုံးသက်တီချာလာဗျာတဲ့သူကဇီးတန်းတရာတဲ့ front back ကတတ်မှတ်ချတာတဲ့နော်အဲဇီးကတော့ဇီးကတော့ဗျာနော်တန်းတရာဟုတ်ချင်မှာဟုတ်ပါလိမ့်မယ်ဇူကိုရှုကိုတို့ကစားမှတ်ဖြုတ်ကိုတန်းတရာပြပြီးသူမှကုန်မှာမဟုတ်ပါဘူးနော်တန်းတရာတော့ဟုတ်ချင်မှာဟုတ်ပါလိမ့်မယ်ဒါပေမဲ့ဇီးတော့မသက်သာနိုင်ဘူးဒါဒါတီချာတယ်အဲ့ဒီကစားမကဘယ်လိုခုနကပြောလို့ပဲသူကလီဗာပူးတို့ဘာလို့ကစားဟန်မျိုးနဲ့ဆိုပူပြီးတော့ကြိုက်တယ်ဗျာသိလားပူတွေကတော့ဟိုဘယ်လိုပြောရမလဲ ဟို physical ပိုင်းတောက်နဲ့ striker မျိုးနဲ့မှာကိုပူကောင်းမဲ့အခြေအနေမျိုးကိုရီကစားတဲ့ပုံစံကပေါ့နော်ဟိုကိုရီက position နဲ့လေသူများအသင်းကို60ရာခိုင်နှုန်းနေပါတယ်အမြဲတမ်းဖိပြီးတော့ကစားနိုင်တဲ့အသင်းမျိုးမဟုတ်ဘူးဗျာအဲ့လိုမျိုးဆိုတော့တခါတလေမှာလဲ counter attack တွေပါတယ်ကိုသွားကျင်တဲ့ပုံစံမျိုးနဲ့ဆိုတော့ဟာဖြစ်ပြောင်းသူ dribbling ကောင်းပါတယ် dribbling နေကောင်းတယ်ဟိုအဲ့ပြီးခဲ့တဲ့နေ့ကဆိုမာမိုစ်တို့ပါလို့နဲ့တွဲကစားတာနေမှာတော်တော်ကောင်းနေတယ်မှာကျွန်တော်ပါတယ်ပေါ့နော်ဆိုတော့လည်းပဲဆိုတော့ဒုတိယထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒါကြည့်ရမှာပေါ့လေဆိုတော့အသင်းဘက်ကတော့တေချာတာကတော့ အိုက်စင်ကအခုအားကားပေါ့နော်တယောက်တည်းကိုပဲအမှန်တကယ်ကျူးပန်းနေတဲ့ပုံစံမျိုးတွေမပေါက်စီခြင်းတို့ဒီလိုသတင်းတွေထွက်လာလိမ့်လို့ပဲကျွန်တော်ထင်တယ်။အနည်းဆုံးတော့ backup plan နေရှိနေတဲ့ဘာညာဆိုရင်ကိုပဲတခြားအပြောင်းအရွှေ့တွေကအလုပ်လုပ်ရတာလွယ်ကောင်းလွယ်သွားမှာပဲဒီနော်။ Okay အဲဆိုတော့ချစ်သူများကြီးပါတယ်ဆိုတော့ City ပါလာတယ်ဆက်လိုက်မစိုးဘူးပြနော်စင်နိုင်တောင်ထိုးလို့ပါဆက်နော်တကယ်တမ်းမစိုးဘူးလို့ပြောရမှာတကယ်တမ်းတော့ပဲသွားရမှာလေပထမဆုံးကနော် Okay ဂဇာမာတစ်ဘယ်နှယောက်လောက်ခေါ်ယူနိုင်မယ်ထင်တယ်အတင်းကားတဲ့ဘယ်လိုပြောမလဲဟင်းဘယ်နှယောက်လောက်ခေါ်ယူနိုင်မယ်ထင်တယ်ဆိုတော့ကျွန်တော်ကတော့ အံဘူမူရောက်လာဖို့ရှိတယ်ပြီးရင်တိုက်စင်မှုတရားတွေရောက်လာဖို့ရှိတယ်လို့ထင်တယ်အဲ့ဒီနေရာတော့တရားတော့ရှိတယ်ဗျာသိလားကွင်းလေကွင်းလေအထိကွင်းလေပြီးရင်ပြီးသွားပြီလို့ကျွန်တော်ထင်တယ်နောက်တန်းနေကိုသမားတွေခေါ်တော့မယ်လို့ကျွန်တော်မထင်ဘူးတရားအံဘူမူရောက်လာမယ်ပြီးရင်တိုက်စင်မှုရောက်လာမယ်ပြီးရင်ကွင်းလေရောက်လာမယ်ဒါပဲနော်ကျွန်တော်အိုက်ထက်ပို့ပြီးတော့ခေါ်နိုင်တော့မယ်လို့ကျွန်တော်တော့မထင်တော့ဘူးအကီတကီတက်ဆိုင်နဲ့ဗီတာဂူဂရက်စ်ကတော့မှဈေးသက်သာအောင်မယ်တဲ့နော်။ဟုတ်ကဲ့ပါ။အဲဆူဒေါ့ โอเคเดี๋ยวจิติมายจะมาเลยยูเครนเคสก็ได้เนาะเอ่ออาร์เซนอลก็เปลี่ยนพี่แล้ววนละเลยสู่ราหุล่ะเนาะอาร์เซนอลก็တော့ไอ้ลูกตะดิ้งนี่ถั่วลาดาบ่ดิเออดาบ่หมอบปะเนาะกะซามาผิดตัวเยเอเจนต์ก็เว้ยตะดิ้งนี่ล่วนนี่ล่ะบาละเลยจรเราจี้อ่ะมาโกเล่ชิมากิวเครสเนี่ยปัดตะตะดิ้งก็อย่าอารมณ์ก็ชุบท้วยนี่ล่ะเปียทีล่ะเนาะโหตรุเนี่ยสปอร์ตติ้งเนี่ยจ้ามากูเว้ยปยัตนาดิก็ชุบท้วยนี่ล่ะสู่ตะชาอะตินี่เนี่ยสู่รู้ရှင်จรเราปะเนาะอ่าบาเปียวรู้เปียวมันไม่ตีได้เฉยๆมาจรเราရှိတယ် အန်ဘူမိုကိုခေါ်ပြီးလို့ရှိရင်လည်းကွင်းလေကိုအားဖြည့်စီချင်တာဗျာတဲ့အသင်းဘက်ကတိုက်စစ်တော့ခေါ်မှာပါတိုက်စစ်ခေါ်ပြီးမှပဲကွင်းလေအားဖြည့်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ခုနကကျွန်တော်ကျွန်တော်မြေတန်းပြောလို့ပဲအသင်းဘက်မှာအရေးကြီးဆုံးတဲ့ကတခုကတိုက်စစ်ပဲကျွန်တော်တို့ပြီးခဲ့တဲ့ရာသီမှာဒုက္ခရောက်ခဲ့ရတာကတိုက်စစ်ကြောင့်များတယ်ကျွန်တော်ဦးနနာကိုအပြစ်မြင်ကောင်းမြင်လိမ့်မယ်ခန်းစစ်တွေကိုအပြစ်မြင်ကောင်းမြင်လိမ့်မယ်ဒါပေမဲ့တိုက်စစ်ဒီကျွန်တော်တို့ရဲ့ပြဿနာအကြီးဆုံးပြီးရင်ကွင်းလေကပြဿနာအကြီးဆုံးပါကျွန်တော်တိုက်စစ်မှုကကျွန်တော်ခေါ်မှကိုရမှာတိုက်စစ်မှုကကျွန်တော်ခေါ်မှကိုကျွန်တော်ရမှာ အဲအဂီတီကြီးကပြောတယ်တန်တရာဆိုရင်တော့မကျိုးပန်းသေးဘူးတန်တရာဆိုရင်တော့ဘယ်သူမှမကျိုးပန်းမှာကိုရီတွေမဟုတ်ဘူးဘယ်သူမှမကျိုးပန်းမှာမဟုတ်ဘူးပြသေးလားနော်တန်တရာဆိုတာကလည်းဘာမှဒီကစားမကိုတန်တရာဘယ်သူပေးခေါ်မလဲဟုတ်တယ်မလားနော်အသက်ငယ်လို့တိုးတက်နိုင်သွန်းလေးရှိသေးလို့ဆိုတဲ့ပုံစံမျိုးတော့လည်းသူတို့တန်တရာတောင်းလို့တော့မရဘူးကိုအတင်းဘက်ကလည်းကျွန်တော်ရှိသေးတာပေါ့လေနော်တန်တရာတိုင်းကျွန်တော်တို့ခေါ်နိုင်တဲ့အရေးချင်းကျွန်တော်တို့ဒီယာဒီမှာမရှိပါဘူးနော်မရှိပါဘူးကျွန်တော်အနေနဲ့တန်40တန်50တန်60ဒီပတ်ဝန်းကျင်တွေပဲအလွန်ဆုံးသုံးပါမယ်တန်တရာလောက်ဒီကျွန်တော်ခေါ်ခေါ်နေတဲ့အရေးချင်းငွေကြေးအရေးချင်းကျွန်တော်တို့မှမရှိဘူးပေါ့နော် အဲကုညာကိုတဲ့အဲဘာစီကုနဲ့ခေါ်လဲပြောတဲ့ကောင်ကိုပြားတယ်ဘောင်းပြင်ထုတ်ပြလိုက်ပါဘယ်တောင်းနဲ့တယောက်ကတော့အမြင်ချင်းတော့မတူကြဘူးပေါ့လေဒါပေမဲ့လို့ဘာစီကုနဲ့ခေါ်လဲလို့မီးရလောက်အောင်ထီတော့ကိုအသိရဲ့အချင်းဒီကိုမတည်ဘူးဆိုလို့ရှင်တော့မဟုတ်တော့ဘူးပြားတယ်မလားကျွန်တော်တို့ကိုအသိနဲ့ပတ်သက်လို့ရှင်ပြီးခဲ့တဲ့ရာသီမှာကြည့်တယ်ဆိုရင်ပြောတာပါအကယ်လို့ကုပြီးခဲ့တဲ့ရာသီမှာကိုကမကြည့်ခဲ့ဘူးဒီစိတ်ပြဲလို့မကြည့်တော့ဘူးကွာဒီတင်းရရှုံးမဲရှုံးနေတယ်ဆိုရင်တော့ကိုအသိချင်းဒီကိုမသိနိုင်ဘူးပေါ့လေဒါပေမဲ့ကြည့်တဲ့ညီကိုလေးဆိုလို့ရှင်အော်ငါတို့ကုညာကိုဘာကြောင့်ခေါ်လဲတိမာပါပဲနော်တိမာပါပဲ အဲဂူဒမားကားတယ်ဘသူ့ကိုထင်လဲကျွန်တော်တော့ဂူဒမားကဘသူ့မှမထင်ဘူးအတင်းက second choice keeper ပဲခေါ်ပါလိမ့်မယ် second choice keeper ဆိုရင်ကျွန်တော်တို့မသိတဲ့ဂူဒမားတွေရောက်လာပါလိမ့်မယ်နော်ဟိုသိရင်တောင်မှသူများအတင်းမှာနေရာမရတဲ့တတိယဂူဒမားတွေပါတွေပဲကျွန်တော်ခေါ်နိုင်ပါလိမ့်မယ် first line နဲ့နေရာမှာဂူဒမားတော့ကျွန်တော်တို့ခေါ်နိုင်မျိုးတော့လောလောဆယ်မရှိသေးဘူးပေါ့နော်ငွေတွေကကွင်းလယ်နဲ့တိုက်စစ်ကိုပဲကျွန်တော်သုံးဖို့ရှိသေးတာဟုတ်အခုတော့မှကျွန်တော်တို့ဒါကုညာတယောက်ပဲကျွန်တော်ရောက်သေးတာဗျာဆိုတော့မထင်ပါဘူးဂူဒမားကတော့နော်အတင်းကပြရတဲ့ဂျိုနသန်ဒေးဗစ်ကိုဘာကြောင့်မလိုက်လဲတဲ့နော်အဲ ကျွန်တော်တို့မှမဟုတ်ပါဘူးဘယ်အသင်းမှဂျိုနသန်ဒေးဗစ်ကိုမလိုက်ပါဘူးเนาะဂျိုနသန်ဒေးဗစ်နဲ့ပတ်သက်လို့ဘယ်အသင်းမှသတင်းမထွက်ဘူးအသင်းဘက်ကလည်းဒေးဗစ်နဲ့ပတ်သက်လို့ကျွန်တော်တို့ဘောနော်အလကားရတဲ့ဆူတိုင်းတော့သူတို့လိုက်မှာမဟုတ်ဘူးကိုအသင်းရဲ့ပလန်နေနဲ့အဝင်ခွင့်ကျဖြစ်တဲ့ကစားမှဖြစ်အောင်မှအဲ့ဒါမှလားเนาะဆိုတော့ဂျိုနသန်ဒေးဗစ်နဲ့ပတ်သက်လို့အသင်းဘက်ကကိုသွားခြင်းနဲ့ပုံစံမှရှိမနေဘူးကိုလိုချင်တဲ့ profile type မဟုတ်မနေဘူးဆိုလို့ရှိရင်လည်းအလကားမကလို့ဘာပဲဖြစ်နေဖြစ်နေလာစာပေးရမှာပဲလေလာစာဆိုကလေးကတောင်းချီသိမ့်ချီလာတော့မှာဘူးတပတ်တပတ်ကိုဆိုတော့ကျွန်တော်တို့ကเนาะအလကားတိုင်းအသင်းဘက်ကတော့ခေါ်ဖို့တော့ကျွန်တော်မရှိပါဘူးเนาะ အဲ PNG မှာရှိတုန်းကလည်းတဲ့တစ်ချိန်လုံးတန်ရာတွေကြီးကြနေတဲ့ကစားသမားပါဗျာတဲ့နော်အတက်ကြလည်းကျွန်တော်တို့ကစားသမားကများတယ်တဲ့နော်အဲအသက်ကတော့ဘောနအခုမှကျွန်တော်20နှစ်ဝန်းကျင်ပဲရှိလာတာဆိုတော့ခါကျတော့အာအစဉ်ပြေကောင်းလေးပြည်လာမှာပဲ PNG မှာတော့ကတော့ဗျာတည်တယ်မလားရုံးကန်နဲ့ကစားသမားတွေများပါတယ်သူတပင်းအဲ့ဒီတုန်းကလည်း PNG ကအခုလိုမျိုးကောင်းနေတဲ့အတင်မျိုးမှကျွန်တော်မဟုတ်တာအဲ့လိုမျိုးဆိုတော့ကြည့်တော့ကြည့်ရမှာဗောနအဲ့ဒီတုန်းကလည်းဘာပီတို့ဘာလို့လဲသူဘယ်လိုသွားရှင်မလဲတည်တယ်မလားစောင့်တော့ကျွန်တော်ကြည့်ရမှာဗောနဆိုတော့ ဟို risk တော့ရှိတာဗောလေဘယ်ကစားမကိုပဲခေါ်ခေါ် risk တော့ကျွန်တော်ရှိတာဗောအာမခံချက်ရှိတဲ့ player ဆိုတော့ရှိမှမရှိရဘူးကိုတင်းကလည်းတည်ငြိမ်နေတဲ့အတင်မျိုးမဟုတ်တော့လीเนาะဆိုတော့ကစားမတိုင်းကိုတော့အဆင်မပြေဘူးလို့တော့ပြောလို့တော့မရဘူးဗောလေဒါပေမဲ့အဆင်ပြေတယ်လို့ပုံသေးတော့ယူဆလို့မရဘူးကျွန်တော်တို့ကဘယ်ခုဘသူ့ကိုပဲခေါ်ခေါ်ပြီးခဲ့တဲ့နှစ်ပိုင်းနေမှာ floor တဲ့ကစားမကများနေတယ်ဆိုတော့ကိုဒီပြည့်တဲ့တွေစိတ်ပူတာလည်းပူစရာပဲဆိုတော့စောင့်တော့ကျွန်တော်ကြည့်ရမှာเนาะ အမှုမှုကိုအရခေါ်မှဖြစ်မယ်တဲ့။ကိုညာရောက်ပြီးမှတိုက်စစ်ကိုအမှန်ကန်ပြီးတတ်ဖို့လိုတယ်ဗျာတဲ့နော်။အဲကိုရီလူတွေဝဲမဲ့အသင်မရှိတော့ဘူးလားတဲ့။ကွန်မြူနတီဆန်သမားကြီးနော်။စိတ်မကောင်းစွာနေပဲကျွန်တော်တို့အသင်ကျွန်တော်တို့စီကကစားမကိုခေါ်ခြင်းတဲ့သူဘယ်သူမှသိရှိမနေဘူးနော်။အဲဆိုတော့ခဏလေးနော်။အဲ right ပြောပါတော့ခဏလေးခဏလေး။အဲအဂီတီကြီးရဲ့ကစားပေါက်ကားတဲ့ဘာကူလာနဲ့ဆင်နေတင်နေဗျာတဲ့နော်။ Okay ပါ။အဆုံးသက်ကောင်းတဲ့တိုက်စစ်မှုတယောက်ကိုအသင်ဘက်ကခေါ်ဝူးကျူးစားမှာဗျာတဲ့နော်။လက်ရှိမှာလည်းအသင်ဘက်ကအဲ့လိုပဲလုပ်နေတာပဲကျွန်တော်တို့လည်းတကြောင်လည်းပဲ။ ကိုသွင်းအမှန်ကန်များနေတဲ့တွင်းကိုတွေများနေတဲ့ကျွန်တော်ဒီဘာလို့ဘာလို့ဗါတဲ့ယိုကရက်စ်တို့ဘာလို့ကိုအမှန်ကန်ကြိုးစားနေတာအခုလက်ရှိဒီ AKTK solution တော့ဘာလို့သူကပြေးလဲပြေးနိုင်တယ် dribbling လဲကောင်းတယ်ဒီမှာတော့ဂိုးလဲသွင်းနိုင်တယ်ဖန်တီးမှုတွေလဲသူကောင်းကောင်းလုပ်နိုင်တယ်ဆိုတော့အတင်းဘက်ကလိုချင်တဲ့သဘောမျိုးပါအဲ့ဒီစဉ်းစားကြည့်တော့ Ambumu Geocrest sorry Ambumu ရဲ့ကျွန်တော် AKTK ရဲ့အဲ့ကုညာရဲ့ solution အဲ့တိုက်စစ်သုံးအောင်ကကျွန်တော်တို့က rotate လုပ်ပြီးတော့သုံးနေလို့ရတယ်ပြောသေးလား rotate လုပ်ပြီးတော့သုံးနေလို့ရတယ် မဆိုးဘူးပေါ့နော်သူလည်းပဲဒါကတော့ကျွန်တော်စိတ်ကူးပေါ့လေအတင်းရောက်တဲ့ကအဲ့လောက်ထိအဆင်ပြေခြင်းမှလည်းပြေမှာပြေခြင်းလည်းပြေလာမှာပေါ့နော်ကျွန်တော်ပြောလို့ပဲကျွန်တော်တို့မှာအချိန်ရှိသွားပြီလာမယ့်ရာသီက Champions League ဝင်ခွင့်ကြီးလည်းမရဘူးဥရောပဝင်ခွင့်ကြီးလည်းဘာမှမရဘူးနော်ပြည်တွင်းပွဲလောက်ပဲရှိနေတယ်ဆိုတော့တပတ်မှတပွဲလောက်ပဲဗျာဒီကစားမတွေအဝင်ခွင့်ချက်ပြအောင်ကျူးပန်းဖို့ကအချိန်အများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့နော်တိုက်စစ်မှာအဲ့လို rotate လုပ်ပြီးတော့တုံးနိုင်တဲ့ player တွေကိုလည်းတကယ်ခေါ်ဖို့ကျူးပန်းတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့လေဒါမှမဟုတ်ခုနကကျွန်တော်ပြောသလိုပဲ ယူကရက်စ်တို့ဘာလို့တိုင်ပတ်နေလို့အူစီမန်တို့ဈေးကြီးလာလာကြတယ်များနေလို့အခုလိုသတင်းထွက်တာလည်းကျွန်တော်ဖြစ်ကောင်းဖြစ်နေတယ်။စောင်းလုံးကျွန်တော်ကြည့်ရမှာဆိုတော့လက်ရှိသတင်းထွက်တဲ့နေရာမှာတော့ तू ကအသက်ငယ်ဆုံးပဲ။နော် तू ကအသက်ငယ်ဆုံးပဲ။အဲကျူတီများရပါတယ်။အဲ United ရဲ့အချင်းကြီးကပြားတဲ့နော်ဒီထက်ပို့ပြီးတော့တူးတက်မှာကိုတော့ဘာမှမတူးတက်ဘူးဖြစ်နေသေးတယ်။အဲကျွန်တော်ပြောလို့ပဲပေါ့နော်။ကိုဒီကဒီအဒီမှာအရာအားလုံးကအကန့်အသတ်တွေနဲ့ဖြစ်နေတယ်ဗျာဒီလားနော်။အကန့်အသတ်တွေနဲ့ဖြစ်နေတယ်ဝယ်ခြင်းနေဆိုတဲ့ကစားသမားတိုင်းကလည်းကိုတရာထဲစိတ်ဝင်စားနေတာမဟုတ်ဘူးပေါ့နော်။တခြားအသင်းတွေကကိုရီထက်ပို့ပြီးတော့ငွေကြီးပန်းရတောင်းတင်းကြတယ် အဲတခြားပြိုင်ပွဲတွေဝင်နိုင်ကြတယ်လစာတွေပြီးနိုင်ကြတယ်ဗောနောကိုရီမာကအဲ့လိုအခြေအနေမျိုးရှိမနေတော့အသင်းတွေကခက်ခဲနေတာပါသေးလားဆိုတော့ကျွန်တော်တို့ဒီယာဒီတိုင်ပတ်တာကနည်းနည်းတော့နားလည်လို့ရတယ်ဗောနောခုနကပြောလို့ဘာပြိုင်ပွဲမှာဝင်ခွင့်ရမှထားဘူးဆိုတော့တန်းကလည်းပြဆဲချီစကားပြောတာဆဲချီရာချီစကားပြောတာဆိုတော့ကိုရီအသင်းတွေကအပြောင်းရွှေ့တိုင်းကိုဖုတ်ဖက်ဖုတ်ဖက်ကောက်ကက်လို့လို့မရအောင်ဒါကြောင့်အသင်းဘက်ကအပြောင်းရွှေ့ကြံ့ကြံနေတာကနားလည်လို့ရတယ်ပြီးတယ်မလားနော်ဆိုတော့ဟိုဒီယာဒီဗောနောနားလည်လို့ရတယ်ကျွန်တော်တို့ဘာပြိုင်ပွဲမှာဝင်ခွင့်မရတာဗျာသိလားဒါဒါတော့အသင်းဘက်ကိုကျွန်တော်ကြည့်ပေးရမှာဗောနော် ဒါဖြစ်တဲ့နေ့အပြောင်းအရွှေ့တွေရောက်လာတယ်ဆိုလို့ရှိရင်ကိုယ်ကျွန်တော်မစူးပြောရမှာပါကျွန်တော်လိုအပ်တယ်ဆိုတဲ့နေရာတိုင်းတော့ကျွန်တော်တို့လုံးဝဟို100%ကြီးတော့အားဖြစ်နိုင်မှာတော့ကျွန်တော်မဟုတ်ဘူးပေါ့နော်ချက်စီကပြောတယ်ပက်ထရူဘေ့ချ်ကိုဂူးမားနေရာတဲ့ခိုးစိန်နဲ့ဘာမှတုံးမရအောင်ဆရာသမားကြီးနော်ဘာမှတုံးမရအောင်သူများအသင်းကတော့ပယ်ဖို့ကျူးပန်းနေတာကျွန်တော်တို့အသင်းကစိတ်ဝင်စားဖို့ကဘာတိတ်ပဲမှကျွန်တော်ရှိမနေဘူးဆရာသမားနော် ပက်ထရိုဗစ်ဆိုလို့ရှင်တည်ကြတယ်ပဲကလပ်ဘောကတောင်ပါသွားတာမဟုတ်ဘူးထင်ပါတယ်ဆိုဘာကြောင့်ဘာကိစ္စများသူများတင်မှာသုံးမြရတဲ့ကုသမာကျွန်တော်တို့အစားတို့ဂျူပန်ပါတယ်နော်အဲလူငယ်ကစားမတွေတက်ကဗျာတဲ့နာမည်ထွက်တာတွေပါရှိတာတဲ့နော်အာမက်တိုမင်းနီတို့တို့လူငယ်တွေတဲ့အဲအသင်းမှာကတော့ဗျာဘယ်လိုပြောမလို့လူငယ်တွေထဲမှာစီနီယာအသင်းကြီးကိုဖောက်ထွက်နေတဲ့ကစားမတော့အလောက်ထိမရှိသေးဘူးဒါမဲ့အနည်းဆုံးတော့လာမယ့်နှစ်နှစ်သုံးနှစ်လောက်တော့နေရာပေးရအချိန်ပေးရအောင်မယ့်ကစားမတွေကြီးပဲဒါအဲ့ဒါတည်ကြတယ်နော်ဟယ်ရီအာမက်တိုတို့မျိုးအသင်းကြီးမှာကစားနေရတဲ့တချို့ကစားနေရတဲ့သူတွေသူတွေတောင်မှာပေါ့နော်အဲ့လောက်ကြီးတဲ့အချိန်တွေမဟန်သေးဘူးဗျာတည်တာ Eden Heaven တို့ရဲ့တိုးတက်မှုတွေကိုကျွန်တော်ကြည့်ရမယ်သူတို့ကအသင်းကြီးမှာကစားရမှာ Eden Heaven တို့တိုးတက်မှုတွေကျွန်တော်ကြည့်ရမယ် Toby Collier တို့ဘယ်လောက်ထိပါဝင်ပတ်သက်မှုရှိလာမလဲကျွန်တော်ကြည့်ရမယ်ဒါတော့ပဲဘယ်သူမှကျွန်တော်ရှိမနေသေးဘူး Tyson ကတော့ခြေတူပေါ့လေအမှအခုဆိုလို့ရှိရင်ကျွန်တော်တို့ Tyson မှုစစ်စစ်တရားရောက်လာပြီဆိုရင်ခြေတူတောင်မှခြေတူအတွက်ပလန်ကဘာလဲဆိုတော့ကျွန်တော်မေးရတော့မှာ Tyson မှုစစ်စစ်တရားရောက်လာရင်ဆိုသူရှိမယ်ပြီးတာနဲ့ကျွန်တော်တို့ကအဲ Zigzag ရှိမယ်ဆိုတော့ပြိုင်ပွဲမများတဲ့အချိန်မျိုးမှာအဲ့ဒီနေ့အလဲပြောင်းလုပ်ပြီးတုံးနေတာနဲ့ရပြီဗျာ ပြီးလို့ရှိရင်ကျွန်တော်တို့ white line ကိုမရောင်းပြဘူးဆိုရင် okay ဒါသွားပြီခြေတို့အတွက်ကတော်တော်ကိုအချင်းချင်းတိုင်းပတ်သွားပြီအဲဒါမျိုးဖြစ်သွားမှာအဲ့တော့ခြေတို့နဲ့တောင်မှကျွန်တော်စောင့်ကြည့်ရအောင်ပါဘယ်တော့ကြောင့်တိုက်စစ်မှုစစ်စစ်တရားထက်ရောက်လာပြီဆိုလို့ရှိရင်ခြေတို့ရဲ့ plan တွေကိုကျွန်တော်ကမေးခွန်းထိုးရတော့မယ့်အချိန်မျိုးတွေကျွန်တော်ရောက်သွားပြီအဲ့ကြောင့်လူငယ်တွေထဲမှာဗောနော်တအားကြီးကောင်းလာမယ့်ကစားမမျိုးကလည်းတော့တင်မရှိသေးဘူးအ ਨੇ စုံနှစ်နှစ်သုံးနှစ်လောက်နေရပေးရမယ့်သူတွေကြီးပဲ။အာနာချူကိုမရောက်ဘဲနဲ့ဗျာတဲ့ MOR နေနဲ့လက်နဲ့စုံသုံးလို့ရတဲ့ပုံစံမျိုးသုံးချနိုင်တင်နေတဲ့ပြည်ထနာကကစားမားတွေပုံမှာပဲကျွန်တော်ကြည့်ရအောင်ပါ။ကျွန်တော်ခုနကပြောသလိုပဲဗောနော် ာနာချူတို့ပါတို့ရောင်းမှကျွန်တော်တို့ကအပြောင်းရွှေ့တွေလုပ်လို့ရမှာအဲတော်ပါလေသူတို့ကငွေရှားမဲ့ source ဖြစ်နေတာကိုဂါနာချူမရောက်ဘူးဆိုရင်ပေါ့နော်နေရိုနံပါတ်2နေရာမှာမီဆန်မောင်းရှိတယ်ဂါနာချူရှိတယ်အဲအခုလက်ရှိကူညာရှိမှာအန်ဘူမိုကလည်းတကယ်ခေါ်ဖို့လုပ်နေတာအန်ဘူမိုကျွန်တော်တို့ရှိမယ်အာမက်တီယာတို့ကျွန်တော်တို့ရှိမယ်စဉ်းစားကြည့်9ယောက်ဗျာ2နေရာအတွက်9ယောက်ရှိတယ်ဗျာဒီလားဒီကြတာတကူကတော့ကစားမတစ်ယောက်ကိုမိနစ်90အပြည့်ကစားဖို့မလွယ်တော့ဒါတောင်ကျွန်တော်တို့ကဘရူနိုကိုကွင်းလည်အတွက်မျှော်လင့်ထားတာနော်အိုက်ကွန်ပါလေးနဲ့နံပါတ်10ဆိုလို့ချင်းပြီးသွားပြီ တော့ဘယ်လိုသွားဆောက်မလဲကစားမားတွေကလည်းအခုလက်ရှိကပုံမှန်ပွဲထွက်ခွင့်ရရင်နေကြတာအလဲပြောင်းကလည်းအဲ့လောက်ကျွန်တော်မျှော်လင့်လို့မရဘူးဘာကြောင့်လဲဆိုတော့တရာဒီမှတပတ်မှတပွဲလောက်ပဲလေဘာချန်ပီယံလိဘာယူရိုပါလိဘာမှကစားရတာမဟုတ်ဘူးဆိုတော့ကစားမားတွေကလည်းอืมโอเคငါလည်းမနေကျွန်တော်ကြည့်မှာပဲလေပုံမှန်ပွဲထွက်ခွင့်မှကျွန်တော်မရတာဟုတ်ကာနာချိုတို့ဘာလို့ဆိုတော့ကတကယ်တမ်းသူအသက်ရွယ်နေသူချီနေနေဆိုအရန်ကုန်ထိုင်ကျင်တော့တဲ့အချိန်မျိုးမှမရှိဘူးပေါ့နော်အဲဆိုတော့တခြားအသင်းကသူပြောင်းဝင်ကျူးပန်းမှာပဲဆိုတော့ကိုရီးယားတော့အသင်းနေနဲ့တွေးမြင်ကစားမားတွေဘက်ကလည်းသူတို့တွေးမှာပဲငါတို့ရောအရန်ကုန်မထိုင်ကျင်တော့ဘူးဘာညာတည်ရမလား အဲ့ဆီကဗျာတဲ့ OCM မဲ့သဘောကြတယ် Okay ပါအဲ28နှစ်ရွယ်တန်း80ဆိုရင်တော့တဲ့ကျွန်တော်တို့ကာနာချူကိုတန်း80တောင်းနဲ့ဈေးတက်တာတာမလုံဘူးထင်နေဗျာတဲ့နော်ကြည်ဒီများတင်ပါလေလက်ရှိဈေးကွက်တော်တွင်မှာတော့အသက်ငယ်ပြီးတော့တိုးတက်နိုင်စွာရှိသေးတယ်သူစာချုပ်ကလည်း3နှစ်လောက်ကျန်သေးတယ်သူဆိုလို့ရှိရင်ဈေးကအများကြီးတောင်းပါလေဒါကြောင့်ကျွန်တော်ပြောတာကာနာချူတို့ဘာလို့ကိုကျွန်တော်တို့တန်း80လောက်ဒီရအောင်တောင်းသင့်နေဆိုတာပေါ့နော်ရအောင်တောင်းသင့်နေကျွန်တော်တို့စာချုပ်ကလည်းကျန်သေးတယ်ကစားမလေးကတိုးတက်နိုင်စွာလည်းမြင့်နေတယ် အသက်ကလည်းအခုမှ20ပဲရှိသေးတယ်ဗျအများကြီးကျွန်တော်ယူနိုက်တက်မို့လို့ဒါဒီကောင်းကိုသိရမလားအားမရကြတာယူနိုက်တက်မို့လို့ဒါပရက်ရှာတွေပြီးပြီးတော့ဒီကောင်ကအများကြီးမီဒီယာတွေရဲ့မျိုးလုံးတော့တော့ကြည့်ချင်းခံနေရတာဒီချိန်နေနဲ့ကကျွန်တော်ဈေးကအများကြီးရတင်တယ်ကိုအသင်းဘက်ကလူတွေအလုတ်လုံနိုင်နေဆိုလို့ရှိရင်ပေါ့ဗလားဒါရ โอเคဆိုတော့စူပါချက်အတွက်ခြေသူများကြီးတင်ပါတယ်အဲမန်ချက်စတာယူနိုက်တက်ဆိုတော့โอเคစူပါချက်အတွက်ခြေသူများကြီးတင်ပါတယ်ကိုဇီယာတွန်းစူပါချက်အတွက်ခြေသူများကြီးတင်ပါတယ်ဆိုတော့လက်ရှိကျွန်တော်တို့ channel လေးက subscriber 23000ကိုကျွန်တော်ကျော်လာပြီပေါ့နော်ခြေသူများကြီးတင်ပါတယ်ဆိုတော့ညာဒီအပြောင်းရွှေ့ color တို့တွင်မှာ23000ကိုပဲကျွန်တော်ပြည့်မလားကြည့်ရမယ်ပေါ့လေလောလောဆယ်ကြည့်နေတဲ့ညီကိုတွေ1200နီးပါးလေးရှိပါတယ်တယောက်ခြေသူတန်းကိုခြေသူပါဆိုတော့ channel လေးကို subscribe မရတဲ့သူဆိုလို့ရှိရင်လည်းတယောက်မှ subscribe ဆိုတဲ့ button လေးကျွန်တော်ရှိပါတယ်နော်နေပြီးတော့တောင်းဆိုပါတယ်ဘုဒ္ဓမာကဗျာတာစတီကန်ကိုခိုးတင်နေတဲ့ဈေးလည်းမကြည့်ဘူးတဲ့တာစတီကန်ကပြီးခဲ့တဲ့6လလောက်ဒဏ်ရာကြီးနဲ့ဖျက်ဆီးခဲ့ရတာပေါ့နော် ဂါစီယာဘက်ကလည်းဟူဝမ်ဂါစီယာကိုခေါ်ထားတယ်ဆိုကြတဲ့ကသာသူတို့မှာပေါ့နော်ဒါအကြောင်းပြချက်တော့ကျွန်တော်တို့ရှိတယ်ဒါပေမဲ့လို့ကျွန်တော်လိုချင်တယ်သို့တော်လည်းပဲပေါ့နော်သူရဲ့လာစာကမြင့်မယ်ထင်ပါတယ်လာစာကကျွန်တော်မြင့်နေဆိုရင်တော့မကျူးပန်းသိဘူးပေါ့နော်ဒါအသက်ကလည်း29ဘာညာလာမြင့်သူဖြစ်နေပါတယ်ဒါပေမဲ့ကိုသမားတယောက်ကအဆင်ပြေတယ်ပြီးတော့ဂျာမန်လည်းရွေးစဉ်ကိုသမားလည်းဖြစ်တယ်ဆိုတော့ခေါ်သင့်တယ်ပေါ့နော်ဒါပေမဲ့လို့ခုနကပြောလိုပဲအူနနာမထွက်မချင်းခေါ်ဖို့တော့ကျွန်တော်မရှိဘူးဒါသိကြတယ်အူနနာမထွက်မချင်းကျွန်တော်ခေါ်ဖို့မရှိဘူးပေါ့နော် အဓိကကားတဲ့ကွင်းလင်အဖြစ်ရမှာဗျာဒီကွင်းလင်ကိုပဲအားမရဘူးဖြစ်နေတာအမှန်ပါပဲဆယ်သမိုင်းတူတူပါပဲကျွန်တော်တို့လည်းနော်အဲရစ်တန်ခါရဲ့တာဦးနနာကိုမရောက်သေးဘူးလားဗျာခေါ်မဲသေးမရှိလို့ပါဆယ်သမိုင်းနော်ဒီဘူကားတဲ့မာမကလစ်စတာရဲ့ဖလိုရီယန်ဗီယက်စ်ရဲ့ကွင်းလေကားတဲ့နော်အိုကေနော်ဆရာအေးထွန်းဆိုတဲ့တယောက်ယောက်ျားလားမိမလားတော့မသိဘူးဆရာသမားကြီးနော်သိပြီးတော့ဘောင်းဝင်နဲ့မှန်မမှန်ပါနဲ့ဆရာသမားနော်အင်း alright အဲကျေးဇူးများတင်ပါတယ်အဲဆိုတော့เนาะအများအားဖြင့်မဟုတ်ခဲ့ပါခေကျေးဇူးများတင်ပါမယ်အဲအာကိုမင်းလိုပဲတဲ့အာဆင်နယ်တင်းလဲတဲ့တေချာတင်ဆက်မဲ့သူရှင်ကောင်းပါမယ်ကိုချမ်းလို့ရှိရတယ်เนาะကိုချမ်းလို့ပါလို့ဆိုလို့ချင်းအာဆင်နယ်တော့မဟုတ်ဘူးသိကြမလားအကုန်လုံးကိုတင်ဆက်ပေးတယ်မင်းကိုချမ်းနဲ့ကိုချမ်းထက်တင်ဆက်တဲ့သူကောင်းတဲ့သူတော့မရှိဘူးထင်တာပဲဆက်သမားเนาะသူတော့เนาะကိုချမ်းလို့ပါလို့ရှိပါတယ်ဆက်သမား